မြန်မာနဝချန်နယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ချန်နယ်လေးကနေပရလောကနဲ့ဂမိယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့စုံမမဲ့သောကျိုးဇလားလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။မသိခဏစောင့်မအောင်ကွာ။အနောက်ကနေထွက်လာတဲ့အတဲကြောင့် မေတီကနောက်ကိုလှည့်ကြည့်လိုက်ပြီအောင်မြို့နင်းကငါနောက်မလိုက်ဘူးပြောထားတယ်မဟုတ်လားငါတောင်းမှမာတယ်မေတီရဲ့ဒီနေ့ကနင့်မွေးနေ့ဆိုတော့ငါလက်ဆောင်လေးပေးချင်တော့ပါငါဘာလက်ဆောင်မှမလိုချင်ဘူးငါမိဘတွေကလိုလေသေးမရှိထားတာဆိုတော့နေပေးချင်တခြားသူကိုသွားပေးလိုက်မေတီရဲ့စကားကြောင့်ဘေးမှာပါလာတဲ့တငယ်ချင်းတွေကဟာခနဲ့ရှိပြီအောင်မြို့ရဲ့ ။ဒီဆိုဒီမှာလဲအချိန်ချင်းအခါခါအငင်းငယ်ထိနေတာတော့မှဇွေးရမလျှော့သေးဘူး။မေသီငါနဲ့ကိုတကယ်ချစ်တာပါဟာ။ငါဘဝမှာနေ့တယောက်တည်းကိုယူယူမှုမှုချစ်ခဲ့တာ။ဒီမှာအောင်မြို့ငါနေ့ကိုချစ်လည်းမချစ်ဘူး။စိတ်ကူးတဲ့တော်မထက်။အေးနေမှာမဟုတ်ဘူး။ဘယ်ယောက်ျားလေးကိုမှငါစိတ်ဝင်စားအောင်မေတီကရင်းရင်းတီးတီးပြောလို့တငယ်ချင်းတွေနဲ့ထွက်ခွာသွားခဲ့တယ်။အောင်မျိုးကတော့ ကိုရိုင်းလှုပ်ထားတဲ့ပန်းစည်းလေးကိုကပ်ပြီးအနောက်မှာငူငူငန်ငန်ရက်နေတပ်ပြေးတစ်ချက်ကိုလေးလံစွာနဲ့ချလိုက်ပါတော့တယ်။မင်းလက်လျှော့လိုက်ပါတော့တကယ်ကြီးအားငါမေတီးအချက်ကိုရအောင်လှုပ်မှာငါလက်မလျှော့မင်းအတော်ခေါင်းမာတယ်ကောက်မယ်။ဟိုမိမမင်းကိုစကားကိုပြောပြီးပြီမဟုတ်လား။တိမ်မောင်ရဲ့စကားကြောင့်အောင်မျိုးအရစ်တစ်ခွက်ကိုဆက်ကနေမောချလိုက်ပြီ။ငါမေတီးကိုမှမရရင်ယူမှာ။သူ့မျက်နှာသူ့စကားတန်တွေက ငါအတွေ့ထဲမှာအချိန်ပြည့်စိုးမိုးနေတာအမင်းမှမသိတာငါသိတာပေါ့တကယ်ကြီးရဲ့အဲ့ဒီမိမယောက်ျားမောင်ဝါဒဝင်နေတာကွာမင်းမမဟုတ်ဘူးဘယ်ယောက်ျားမောင်မှလူရသိနေတာမဟုတ်ဘူးသူဒီနေ့ငါ့ကိုပြောတဲ့စကားတွေကအရင်ရင်သေးတယ်ကွာအမျိုးအစကားအစုံမအရက်ကုတ်ကိုကောက်ကင်ပြီးတော့တောက်ဖို့လို့မင်းတောက်တာအရင်များနေပြီတော်ရတော့တကယ်ကြီးရအရက်ကငါတင်ရကိုပျောက်စီတယ်ကွာ ငါမူးလာတော့ရင်ဘက်ကအရင်လိုတိတ်မနာတော့ဘူးအောင်မျိုးရဲ့စကားကြောင့်တိမ့်မောင်ရဲ့လက်တွေရှော့ပေးလိုက်ပြီးတော့ဒီဒုက္ခတော့တောက်လိုက်ပြီးရင်အိတ်ကြရအောင်မနဲ့ကြရင်မင်းကိုစီကိုတောင်းမယ်မဟုတ်လားအေးပါငါဒီညကနောက်ဆုံးနေနဲ့တောက်ပြစီအောင်မျိုးကအယုတ်ခတ်ကိုစိတ်ငါစိတ်ငါမောချလို့ကိုပြစ်ပေါ်မှာလှဲချလိုက်ပါတော့တယ်လာစဲရဖြစ်တဲ့အတွက်မိတ်တုံမိတ်တုံကျဲလေးတွေကကောင်းငင်ဘောကနေသူ့ကိုလှောက်ယူနေကြတယ် တောက်ထားတဲ့အရှိကြောင့်တိမ်ပေါက်လဲကိုပြစ်ပေါ်မှာလှဲချလိုက်တော့ခဏအတွင်းအိပ်ပျော်သွားခဲ့တယ်။ရုတ်တရက်ခေါင်းရည်ပိနေပြင်ပေါ်မှာအိတ်တန်းတက်နေတဲ့ချက်တွေရဲ့အော်ဒါကြောင့်အိပ်ပျော်နေတဲ့တိမ်ပေါက်လန်နူးလာပြီးကြီးလိုက်တော့ပိနေပြင်ပေါ်ကနေတွဲလောင်းကျနေတဲ့အောင်မျိုးတိမ်ပေါက်တယောက် ထူပူပြီးအလန့်တကြားအဟစ်ကအောင်မျိုးရဲ့ခြေထောက်ကိုကန်လိုက်တဲ့အချိန်ခြေပြားတွေက ရေခဲတုံးလိုအေးဆက်နေတာကိုသတိထားမိခဲ့ပါတယ်။ စောင်းဝဲတွေဝင်နေတဲ့မနက်ခင်းကအကြီးတန်းနေတယ်လို့အမျိုးကလည်းသူချစ်တဲ့သူတွေအားလုံးကိုနှုတ်မဆက်ပဲထွက်ခွာသွားခဲ့ပါတော့တယ်။လာပြေဝင်းဆက်ဆက်ရဲ့ကောင်းနာမှာထိုင်နေတဲ့မေတီတယောက်ဇဘာဘုံငွေတွေကိုစစ်ဆေးနေတဲ့ချိန်သူတို့ဆိုင်ရဲ့ဖောက်တဲ့ဖြစ်တဲ့ဥအင်းငွေရဲ့ကားဝင်လာတာကိုလှမ်းမြင်လိုက်ရပါတယ်။ဥအင်းငွေကဇဘာတွေတင်လာတဲ့ကားပေါ်ကနေဆင်းလာပြီးမေတီရဲ့အရှိကိုရှောက်လာခဲ့ကပြည့်ခဲ့တဲ့နှစ်ကဇဘာဆေးတွေထိုးတက်လို့အချီကြီးရသွားတယ်လို့ကြားတယ်နော်။ ထင်သလောက်လည်းမဟုတ်ပါဘူးဦးရီရေစီးပွားရေးလောက်တာဆိုတော့မြတ်တဲ့ခါမျိုးလည်းရှိသလိုရှုံးတဲ့ခါလည်းရှိတယ်မဟုတ်လားอืมကိုတီလာကဒီလိုတမိတယောက်ရထားတာအတော့ကိုအောက်ကိုရတာပဲဟိအော်ဒါနဲ့မီသူကိုပြောစရာရှိလို့ဘာကိစ္စလဲဦးလေးမီသူတို့အပွဲရောက်မှာအလုတ်သမားလိုနေတယ်ဆိုလို့ဦးရဲ့အတိမိတ်ဆွေတယောက်ရဲ့သားကိုခေါ်လာပေးတာဦးရဲ့မိရဲ့စကားကြောင့်မီသူကအနောက်မှာရစ်နေတဲ့လူကိုမျက်လုံးပိတ်ငါကြည့်လိုက်မိပြီး လူလိုတာတော့ဟုတ်ပါလေဒါပေမဲ့အဖေမက်ခိုင်တာမှရမှာနော်လက်ကြောင့်မတည်နေသူဆိုရင်အဆင်မပြေဘူးဒါတော့စိတ်ချမေးသည့်ရဲ့ဒီကောင်လေးကအလုပ်စူးစားတဲ့သူပါကွာအနေလဲအေးတယ်။အိုးအေးကိုယ်တိုင်ထောက်ခံနေတော့လဲလက်ခံပေးလိုက်ပါမယ်။ "तू ကဒီမှာပဲနေမှာလား?"อืม तू ကဒီနေရာမဟုတ်တော့ပွဲရုံမှာနေမှာအဆင်ပြေမယ်ထင်တယ်။ကောင်းပြီလေ။ဒါပြည့်အနောက်ကတန်လျာမှာစိန်ကြီးတို့နဲ့နေပေါ့ ဒါစားတော့အလုံးဝင်စားလူတွေရတဲ့အတိုင်းပဲပြီးမှာပါ အလုံးများတဲ့နေ့တွေဆိုရင်တော့အချိန်ပိုကြည့်ရမယ်ကျေးဇူးတင်ပါတယ်မေတီဖုံးစံမေတီကိုကျေးဇူးတင်ညာပြောလိုက်လေဦးအင်းဝေရဲ့စကားကြောင့်အနောက်မှာရင်းနေတဲ့သူကကိုကိုရွတ်ပြီးကျေးဇူးတင်ပါတယ်မမလေးရပါတယ်မောင်စိရေလူတက်ကိုနေရမယ့်နေရာလိုက်ပြလာအောင်မေတီရဲ့စကားကြောင့်စပားအုပ်တွေစီနေတဲ့မောင်စိရောက်လာပြီးတော့ ဖုံးစံဆိုတဲ့လူငယ်ကိုတန်လျာရှိတဲ့ဘက်ကိုခေါ်သွားခဲ့လိုက်တယ်။ဒီလိုနဲ့ငါးလလောက်ကြာတော့အနေအိပ်ပြီးအလောက်စူးစားတဲ့ဖုံးဆောင်ကိုပွဲရုံမှာရှိတဲ့လူတိုင်းချစ်ခင်လာခဲ့ကြတယ်။ကိုဖုံးမနေ့ကလာပြည့်နေ့ပွဲရုံပြလို့ဖျားသွားဖို့လှုပ်ထားတယ်။လိုက်ခဲ့မလား။မလိုက်တော့ရတနာရဲ့ကိုအောင်တန်းတို့နဲ့လိုအားပေးသွားဖို့ပြောထားတယ်။ဖုံးဆောင်စကားကြောင့်ရတနာမျက်နှာပြတ်သွားပြီ။ကိုဖုံးကရတနာခေါ်ရင်ဘယ်တော့မှမလိုက်ဘူး။ မလိုက်နဲ့နိကို့ဘာသာပဲသွားတော့မယ်။ဘောက်ဆက်ဘောက်ဆက်နဲ့ထွက်သွားတဲ့ရတနာကိုဖုံးစံပြုံးပြီးကြည့်နေတဲ့အချိန်။မဖုံး။ဟိုကမင်းတို့တကူတကလာခေါ်တာ။လိုက်သွားလိုက်ပါလား။မလိုက်ချင်ပါဘူးဗျာ။တို့မင်းကလေးတွေလွတ်လွတ်လပ်လပ်သွားပါစေ။ငါကောင်ကတော့ဖျားဖြစ်မဲ့အုပ်နေခဲ့ပါလား။မဟုတ်ပါဘူးကိုအောင်တန်းရေ။ကျွန်တော်ကအဲ့လိုတွေမသွားတတ်လို့ပါ။ဒါဆိုလည်းရက်ွက်တဲ့စွတ်တူဒီတာအကျိုးကိုလူတဲ့ထင်းနဲ့သွားတဲ့ပြရအောင်။ အခုသွားတော့မလို့လားအခုတော့မဟုတ်သေးပါဘူးကွာညနေမှသွားမှာသွားရင်လာခေါ်ဦးတော့ကျွန်တော်လိုက်ခဲ့မယ်ပုံစံကကိုအောင်တန်းကို ပြုတ်ပြီးတော့သူ့နေထိုင်ရာတန်လျားတဲ့ကိုပြန်ဝင်လာခဲ့တယ်တန်လျားပေါ်ရောက်တော့ထီရှူတက်တာလေးကိုအသာလေးဖွင့်ပြီးခေါ်ယူကျူးနေတဲ့အင်ဂျင်ရဲ့လုံကြီးကိုထောက်ကာကြည့်နေခဲ့လိုက်တယ်ကိုပုံစံဒီကိုခဏလာပါဦးမေတီစကားကြောင့်စပါးလှမ်းနေတဲ့ဖုံးစံအပြေးဝင်လာပြီဘာခိုင်းမလို့လဲမမလေး မနေ့ကကြာရင်ကိုတော်နေရစပားတွေကိုလာယူမဲ့ဖောက်တယ်တွေရောက်လာလိမ့်မယ်။အဲ့ဒါအခုတွေကတင်းတထောင်ပြည့်အောင်လှုပ်ထားပြီ။ဟုတ်ကဲ့ကျွန်တော်တေချာလှုပ်ထားပေးပါမယ်။မေတီယာခြာကနေလှက်ထွက်သွားတဲ့ဖုံးဆောင်ကိုတစ်ချက်ကြည့်လို့ပွဲုံရှိကိုထွက်လာ။ဟေးမေတီ။ဟေးအဂရီပါလား။နေဖယ်တော့ပြေရောက်လာတာလေ။မနေ့ကမှရောက်တာမေတီရဲ့ရောက်ရောက်ချင်းအထုပ်ပိုးတွေချပြရတဲ့နေ့စီအရင်လာခဲ့တာပဲ။လာလာအထင်းဝင်အောင် နေပါဦးငါမီးစရာရှိလို့ခုနထွက်သွားတဲ့သူကနင်းတို့ပွဲရုံကအလုပ်သမားလားဟုတ်တယ်လေဘာဖြစ်လို့လဲငါတီးတဲ့လူတယောက်နဲ့တူနေလို့မေးကြည့်တာဟုတ်လားဘယ်သူနဲ့တူနေရလဲငါတို့စေးတက်ကတော့တက်တော့ကအရန်ကိုပေါ်ပြူလာဖြစ်ခဲ့တဲ့အခုတယောက်နဲ့တူနေတာအီဂရီယက်စ်ကားကြောင့်မိသည်ဘက်ကိုနှိပ်ကရီလိုက်ပြီးတော့စေးတက်ကတော့သူနဲ့ငါ့ရဲ့အလုပ်သမားအကွာကြီးပါအီဂရီယက်လူတူတာဖြစ်မှာပါ အေးမလူတူတာပဲနေမှာပါဧကရိယနဝေတိမ်တောင်နဲ့တက်ရောက်လိုက်၏မေတီခေါ်တဲ့နောက်ကိုလိုက်သွားခဲလိုက်တယ်မေတီနဲ့ဧကရိယအချစ်ဆုံးတငယ်ချင်းတွေဖြစ်ပြီးဆယ်နှစ်အောင်တော့ဧကရိယအမတ်ကောင်းတဲ့အတွက်စေချောင်းဆက်တက်ခဲ့သလိုမေတီကတော့မိဘလန်ကုန်းလက်ရေးဖြစ်တဲ့ပွဲရုံကိုပဲဦးစီးခဲ့လိမ့်တယ်အခုဧကရိယကြောက်ပဲလို့ပြောင်းလာတော့တငယ်ချင်းဖြစ်သူမေတီရှိရာစီကိုရောက်လာခဲ့တယ်နှစ်ယောက်သားအရင်ကအကြောင်းတွေကိုပြန်ပြောနေတဲ့အချိန်ဖုံးဆိုင်ရောက်လာပြီးတော့ မမလေးမမလေးခိုင်းထားတာတွေလှုပ်ပြပါပြီဘာထခိုင်းစရာရှိသေးလဲဗျဘုန်းဆောင်ကစကားပြောနေရင်အီဂရီကိုတစ်ချက်မျှလှမ်းကြည့်လိုက်တယ်ခိုင်းစရာတော့မရှိတော့ဘူးထမင်းစားနာပြီးမှဆက်လုပ်စရာရှိတာလုပ်ကြလေဟုတ်ကဲ့မမလေးဘုန်းဆောင်ထွက်သွားတော့အီဂရီကမေတီပောင်ကိုဆက်ခနဲ့ပုတ်ပြီးတကယ်ဟုတ်တူတာမေတီရဲ့စကားပြောပုံရောလေယူလေသိမ့်ရောကို့အမူအရာရောတကယ်ဟုတ်တူတာညီရလဲစကားအဆက်ဆက်မရှိဘူး ဘာလို့တူတာလဲငါတို့ကြောင်ကစီနီယာအကိုကြီးမြို့ဝင်နိုင်တဲ့တူနေတာကိုပြောတာနေဆိုဒီမှာလဲဒါပဲပြောနေတော့တာပဲလူတူတာဖြစ်မှာပေါ့ဟဲ့ဘာလို့ဖြစ်ဖြစ်ဟာကိုမင်းဝင်ရဲ့ကိုပွားလေးကဒီမှာရှိနေတာဆိုတော့ငါလဲနင်းစီနေတိုင်းလာရတော့မှာပေါ့ကောင်မတော်တော်ဖြစ်နေအင်တွေလဲထိမ့်မအောင်ဆရာပါမေတီရဲ့ဧကရိယမေတီနဲ့စကားပြောနေတဲ့ဆိုပေမဲ့မျိုးလုံးတွေကဖုံးစံစီရောက်နေတာကြောင့် ပေါင်နေကြောကိုဆွဲလင်လိုက်ပြီးငလုံးလဲကျွတ်ထွက်သွားအောင်မဘာမဟုတ်တဲ့အလုံသမားအောင်များအာအနာနေမိသည်ရဲ့ဒီတဲ့တူလို့ချိမိတာအောင်အိန္ဒိယစပြီးတော့ဧကရီတယောက်နေတိုင်းဆိုသူလို့ရောက်လာခဲ့ပြီးတော့ဒါတိုင်းလဲဖုံးစံအတွက်မုံတွေအေးအေးတွေယူလာပြီးတော့ကိုလဲတတိထားမိခဲ့လေတယ်တရက်မှာတော့မေသည်တယောက်အလုံသမားတွေထမင်းစားနားနေတဲ့အချိန်ဆယ်ရည်တင်တဲ့ကရောက်လာတာကြောင့်ကိုတော့အနောက်ဘက်ကိုထွက်လာခဲ့တယ်မဟုတ် မင်းကိုပေးထားတဲ့မုံတွေအေးတွေတခါမှလည်းစားတာမတွေ့ဘူးကျွန်တော်မကြိုက်လို့ပါကိုတန်းအောင်ရဲ့စားမှသာစားစမ်းမှာငါတို့လည်းနေတိုင်းလိုလိုစားနေရတော့အားနောက်လို့ပါဟာကျွန်တော်ကအစကတည်းကမယူချင်ပေမဲ့ပေးတဲ့သူကစည်တနာနဲ့ပြီးတော့မယူချင်လဲသူစိတ်ချမ်းသာကိုယူထားရတာပေါ့ကျွန်တော်ယူထားတော့ကိုတန်းအောင်တို့စားရတယ်မဟုတ်လားမင်းကတော့လေအီဂရီဆိုတဲ့ကောင်မလေးကမြို့မိမြို့ဖသမီးဖြစ်တယ်လို့ငါတို့မြို့ရဲ့ဒုတိယမြောက်စစ်ကြောင်းသူဆိုတာမြည်တည်လား ကျွန်တော်ဒါတွေစိတ်ဝင်စားပါဦးဗျာ။သူ့ဘာသာဘာပဲဖြစ်နေဖြစ်နေကျွန်တော်တို့လုံးမကျွန်တော်တို့စားမှာမဟုတ်လား။မင်းတို့လက်ခတ်နေငါကောင်ရ။လူ့ဘာသာဘာမှမဟုတ်တာ။မာနတော့မူးတရားပဲ။အလုံသမားတွေနဲ့ဖုံးစံတို့အပြန်လဲပြောနေတဲ့စကားကြောင့်မိတီအနည်းငယ်ပြောလိုက်ပြီ။ဂျီလူကမာနတော့ရှိသားပဲလို့စိတ်ထဲကနေရေရွတ်လိုက်ပါတော့တယ်။ကိုဖုံးစံမနေ့ကကြာရင်အေဂရီတို့ဖျားဘူးသွားဖို့ရှိလို့ကားမောင်းပေးလို့ရလား။ မထမက်ထားတဲ့စကားကြောင့်ဖုံးစံအံ့ဩတဲ့မျက်လုံးတွေကြည့်ပြီးတော့ကျွန်တော်ကောင်းမောင်းလို့အဆင်မပြေတော့ဘူးထင်တယ်။နောက်ပြီးတော့ဒီလိုတန်မိုးကြီးကမျိုးတစ်ခါမှမမောင်းဘူး။ဦးဝင်းကြီးပြောတာတော့ကိုဖုံးစံကောင်းမောင်းတတ်တယ်ဆိုအဆင်မပြေဘူးဆိုလည်းထားလိုက်ပါ။တခြားသူပဲမောင်းခန့်လိုက်ပါမယ်။ဟုတ်ကဲ့မမလေး။ဖုံးစံကအေးတီအေးဆန်းနဲ့ပြန်ပြောပြီးစပားအိတ်တွေတည်နေတဲ့ကိုသားအောင်တို့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ငါမပြောဘူးလား။ဒီကဲလုံးနဲ့မဖြစ်ပါဘူးဆို။ နေကလည်း तू ကမောင်မယားကိုပြောတာလက်ခံလိုက်ဩလားစိတ်ပြောင်းအောင်နည်းနည်းပါးပါးထပ်ပြောကြည့်တာမဟုတ်ဘူးဒီလောက်ဖြစ်နေနေကိုရာသွားပြုတ်လိုက်တော့ ਈ तू မလိုက်ဖို့ဘူးဆိုရင်လည်းမသွားတော့ဘူးဧကရီယာရှောက်ထုတ်ပြီးတော့ဆန်းနောက်လိုက်တာကြောင့်မေတီတရားကိုမျက်စောင်းထိုးပြီးတော့နေတော့စိတ်မမိတော့ဘူးညင်မြင့်လေအယူရင်လေဖြစ်နေပါလားသူ့အမေကိုမင်းဝင်ကိုတရိရတယ်ဟာကိုမင်းဝင်လည်းသူ့လိုပဲအနေတီတယ်မေတီရဲ့ ကြော်မကောင်းကြာမကောင်းနေတော့ဖြစ်ကုန်တော့မှာပဲအေဂရီရဲ့နောက်မှငါ့နာမည်မတက်နဲ့နော်မတက်ပါဘူးဟာငါသူ့အကြောင်းတည်ချင်ုံလေးပဲရှိတာမဟုတ်မှလည်းရောကိုမင်းဝင်နေတူကအမွာရီများလားပောက်ပေါက်ရှာရှာအေးစေချောင်းသားတယောက်နဲ့ဒီလိုအလုံတမအမွာဖြစ်စရာလားဦးငွေပြောတာလေသူကငငယ်လေးရမိမမရှိဘူးဆိုပဲဒါဆိုရင်တော့မဟုတ်တော့ဘူးကိုမင်းဝင်ရဲ့မိမတွေကကြောက်စရာဘက်မှာ ရရှိုံနေပိုင်းနဲ့တထင်းတွေလို့တည်ထားတာ။ Egrees ကားကြောင့်မေတီခေါင်းခါရမ်းလိုက်ပြီးတော့နင်ကစေချောင်းသားကိုမတွေ့ရတဲ့အချိန်ဒီလိုလာငန်းနေတာပေါ့လေ။အလွမ်းပြေလေးပါမေတီရဲ့။ဒီလိုနဲ့ညနေအလုပ်သိမ်းချိန်ရောက်တော့မေတီကဖုန်းဆောင်ကိုခေါ်ပြီးကိုဖုန်းဆောင်မနေ့ကဖျားဘူးသွားဖို့ကောင်းမပေးမဲ့သူဟာရှာလို့မရဘူး။ Egrees ကလည်းလာမဲ့စနေနေ့ဆိုပြန်ရတော့မှာ။ဒါကြောင့်ကိုဖုန်းဆောင်ကိုအခုညတောင်းတာ။ မိသည်ရဲ့စကားကြောင့်ဖုံးစံအနေငယ်စဉ်းစားပြီးမမလေးဘက်ကအခက်ခဲရှိတယ်ဆိုရင်တော့ကျွန်တော်လိုက်မောင်းပေးပါမယ်ဒါလည်းမမလေးမျက်နှာကြောက်မှာကောင်းပြီလေဒါဆိုမနေ့6နာရီအိမ်မှာကားလာယူလိုက်ဟုတ်ကဲ့မမလေးဖုံးစံကမိသည်အရှိရနဲ့လှက်အထက်နှက်ခမ်းတောက်မှာခရရဲ့အပြုံးတစ်ခုမတိမတားထွက်ပေါ်လာခဲ့တယ်ကိုဖုံးစံအေးတောက်ပါအောင်လားရပါတယ်ကျွန်တော်မတောက်တော့ပါဘူးအေဂရီတိုက်ရင်တောက်မှကြိုက်တာ တနေ့ကောင်ဘာမှလဲစားတာမတွေ့ဘူးအီဂရီကလက်ထက်အေးအေးဘူးကိုအတိတ်ထိုးပေးနေတာကြောင့်ဖုံးစာအာနာစာနဲ့လှမ်းယူပြီးခြေဆုတက်မာတယ်မမလေးအီဂရီလို့ပဲခေါ်ပါဟုတ်ကဲ့အဲ့ဒီချိန်ဖျားဘွားနဲ့ဆင်းလာတဲ့မိသည်နဲ့တခြားတငယ်ချင်းတွေကအီဂရီကိုလှမ်းကြည့်ပြီးကောင်မဒါကြောင့်ငါတို့တော့မဆောင်ပဲဆင်းပြေးသွားတာကိုဟဲ့မိသည်မြင့်လူကဒီလိုဝတ်တော်လဲလူရည်တက်နေပါလားတာမန်ပါပဲဟာ ညီတို့ကလည်းစုကိုမြောက်နေတော့တာပဲမေတီမေတီနေတော်တော်ပြောင်းလဲသွားတယ်နော်ငါကဘာကိုပြောင်းလဲလို့လဲအရင်ကမေတီမှဟုတ်ပါလိမ့်စကောင်းမတွေညီတို့ကဘယ်လိုကြောက်ငါ့ပဲမြောက်လဲလာလဲပြောချင်ဧကရီကိုပြောလေမေတီကမျက်စောင်းတို့ကပြောလိုက်ပြီးနောက်ကားရက်ထားတဲ့နားကိုရှောက်လာခဲလိုက်တယ်ကိုဖုံးစံကားဆက်နိုးလိုက်တော့ဟုတ်ကဲ့မမလေးအခုကဘယ်ကိုတောင်းမှလဲ ဖះရတယ်လဲဆုံပြီဆိုတော့ဈေးတွေခဏဝင်ပြီးပြန်တော့မယ်လေအေဂရီနင်တို့ဘယ်သွားချင်သေးလဲဈေးတွေပဲသွားမယ်လေငါလည်းဝယ်စရာလေးရှိသေးတယ်မေတီတို့စကားကြောင်ဖုံးစက်လဲကားကိုကျွန့်ကျင်စွာကိုယ်ဝတ်လို့ညမစီရှိရဘက်ကိုထွက်လာခဲ့လိုက်ပါတယ်ညနာလည်းမကောင်းပါလားနင်မကောင်းလို့လားအိဆယ်ရဲ့စကားကြောင့်ထမင်းဘူးဖွင့်နေတဲ့ယတနာခေါင်းကလိုက်လိုက်တယ်။မဟုတ်ပါဘူးအိဆယ်ရဲ့နေကောင်းပါတယ်။ငါ့အောင်မလိုက်နဲ့ ီတခုခုဖြစ်နေတယ်မှတ်လားဣဆန်ရဲ့စကားကိုယရနာဘာမှပြည့်မပြောပဲပွဲရုံအပြည့်မဲ့ကိုငေးကြည့်ကမမလေးကကိုဖုံးဆောင်ကိုအရင်အလေးပေးတာပဲနော်ငါထိတ်မှလေဒီဖုံးဆောင်ကြောင်ခံစားနေရတာမှတ်လားငါဘက်ကရေလာမြောင်းပေးလို့ပြင်မဲ့တကောင်သာတတ်တော့မှမလုပ်လို့ခတ်နေတာဖုံးဆောင်ကနေမှမဟုတ်ဘူးမမလေးကိုလည်းဒီလိုပဲဆက်ဆံတာနင့်အမြင်ပဲလေဘာမှလိုက်တွေးမနေနဲ့ထမင်းသာစား ။ဤဆက်ကထမင်းပူရိယဟင်းတို့တုံးကိုရတနာရဲ့ခြိုက်ထဲထည့်ပြီးငါမှန်လမကန်မှထမင်းစားနေတဲ့ဖုံးဆောင်ကိုလှမ်းပြီးတော့မှတပြေးတစ်ချက်ချလိုက်ပါတော့တယ်။တပြေးပြီးအောက်မှဖွင့်ထားတဲ့တပြေးကြီးလက်ဖက်ဆိုင်နဲ့စီကိုအော်တိုခန့်ငန်းငိုက်ဆောင်းထားတဲ့လူတယောက်ဝင်လာပြီးတော့လွနေတဲ့ဝိုင်းမှာဝင်ထိုင်လိုက်လေ။ကောင်းလေးမင်းတို့ပိုင်ရှိရှိလား။ကိုသိမ့်မောင်ရှိပါတယ်။အေးဒီဝမ်းကိုခဏလာဖို့ပြောလိုက်။ဇွဲတို့ကောင်းလေးထွက်သွားပြီးတိတ်မကြခင်မှာပဲ။ အကြရည်နှက်နေတဲ့တိမ်မောင်ထွက်လာခဲ့ပြီးတော့ကျွန်တော်ကိုခေါ်တယ်ဆိုလို့ဘာကိစ္စများလဲတိမ်မောင်မင်းငါ့ကိုမမှတ်မိဘူးလားအော်တိုခန်းခန်းငိုင်းဆောင်းထားတဲ့လူကဥကောင်းကိုမော့ပြီးကိုဟစင်မဟုတ်လားอืมမင်းကမှတ်မိသားပဲအကိုဘယ်တော့ကလွတ်လာတာလဲလွန်ခဲ့တဲ့တပတ်လောက်ကမှလွတ်လာတာငါအထင်မှရှိနေတော့ငါညီအကြောင်းကြားလိုက်ရတယ်ဒါပေမဲ့လာလို့မရဘူးကွာအကိုအိမ်ထဲဝင်ပါအောင် ီမားကလူများတော့စကားပြောရတာမလူမလက်ဖြစ်မယ်။တိမ်မောင်ကအောင်စင်ကိုအိမ်နဲ့ခေါ်လာပြီးတော့ကလက်ထိုင်းမှာပေးထန်လိုက်တယ်။အကိုကျွန်တော်စီလာတာဘာကိစ္စရှိလို့လဲ။ငါသိချင်တာတစ်ခုရှိလို့ငါညီကသူ့ကိုယ်သူဘာကြောင့်တတ်သိခဲ့ရတာလဲ။ဟိုဟိုရတယ်တိမ်မောင်မင်းသိတာငါ့ကိုပြောပြ။တိမ်မောင်လည်းအောင်စင်ကိုကြည့်ပြီးဖြစ်ချောင်းကိုစင်ကိုပြောပြလိုက်တော့မိမတယောက်ချောင်းအခွက်လိုဖြစ်သွားတာပေါ့လေ။ ကျွန်တော်လည်းမထင်ထားဘူးကိုရာဒီကောင်မအကြောင်းငါလည်းတရင်တဲတဲကြားပါလေအေးကွာမင်းလည်းအလောက်ကန်အစီပြေတယ်မဟုတ်လားပြေပါတယ်အကိုဓာတ်နဲ့အကိုကအရင်အိမ်မှာပဲနေမှာလားငါလောလောဆယ်အိမ်မှာမနေဖြစ်သေးဘူးဒါကြောင့်မင်းမဲကြည့်ထားပေးဦးစိတ်ချကိုကျွန်တော်ဒီဘက်တစ်ခါလောက်တန်ရှင်းလုပ်ပေးဖြစ်ပါတယ်အေးအေးဒါဖြင့်ငါသွားလိုက်ဦးမယ်ဦးအောင်တာကိုပုံးဆိုင်ပဲသွားလိုက် တော့ဆက်ဆက်ကိုဆိုင်းသွားပို့တယ်လေဘာခိုင်းမှုရှိလို့လဲမသိဒါဆိုလဲသူလာရင်မေတီစီကိုလာဖို့ပြောပေးပါအေးအေးဦးလေးပြောလိုက်မယ်မေတီကပွဲရုံထဲကနေလှက်ထွက်ပြီးကောင်းနောက်မှထိုင်လို့စီးရင်နေလုံနေခဲ့တာမကြခင်အချိန်တည်းဖုံးစံအနားကိုရောက်လာခဲ့တယ်မမလေးကျွန်တော်ခေါ်တယ်ဆိုလို့อืมညကြရင်အေဂရီရဲ့မွေးနေ့ရှိတယ်အဲ့ဒါကိုဖုံးစံကိုခေါ်လာခဲ့ဆိုလို့လမ်းမလိုက်မိတာပါ ကျွန်တော်မလိုက်တော့ပါဘူးဗျလူကုန်ထံတွေကြားတယ်ကျွန်တော်မနေတတ်ဘူးဗျဒါဖြစ်လေပြရပဲလေဩနောက်လာမယ့်စနေနေ့ကျမမွေးနေ့ရှိနေသေးတယ်အဲ့ဒီပွဲကြရဲ့ပွဲရုံအလုံသမားတွေအလုံးကိုဖိတ်ဖို့စဉ်းစားထားတယ်ဟုတ်ကဲ့ကိုဖိုးဆန်ကလူကုန်ထံတွေကြားမနေတတ်ဘူးဆိုတော့ကျမမွေးနေ့လည်းမလာနိုင်ဘူးဆိုတဲ့သဘောပေါ့အဲအဲ့လိုတော့မဟုတ်ပါဘူးမမလေးမွေးနေ့ကိုတော့မလာလို့ဘေးရမလဲဗျာ ပုံစံရဲ့စကားကြောင့်မေတီစိတ်ထဲကျဉ်းနေသွားပြီဒါဖြစ်လေလှုပ်ဆရာရှိတာလို့တော့ဟုတ်ကဲ့မမလေးပုံစံကမေတီအရှိကနေခြာကနေလှက်ထွက်လို့ပွဲရုံအနောက်ဘက်ကတန်လျာတွေကိုဝင်သွားခဲ့လိမ့်တယ်မေတီရဲ့မွေးနေ့ကထင်ထားတာထက်ကိုစီကားခဲ့တယ်လို့မြို့မိမြို့ဖားတွေဂုံတရေရှိလူကြီးလူကောင်းတွေကဝေကောင်းဆားလာတွေဝစ်စင်လို့မွေးနေ့လက်ဆောင်အကောင်းစားတွေနဲ့ရောက်လာခဲ့ကြပါတယ်မေတီကတော့အပြာရောင်ကောင်းဝင်ကို ဝစ်စင်နှားပြီး ပျော်ပြောင်းတဲ့စပင်ကိုအယုခေပုံစံကောက်ထားတာကြောင့်ကြော့ရှင်းနဲ့မျက်နှာကအရင်ထက်ပိုလာနေတရားရောင်။ဖုံးဆက်စားလေကွာ။ကျွန်တော်ခုနကစားထားလို့ဘာဖြစ်နေလို့ပါ။ငါတို့ကတော့မင်းကိုကျေစွတင်နေကွာ။ဟင်။မွေးနေဖိတ်တာမမလေးပါဗျ။ဘယ်နဲ့ကျွန်တော်ကိုကျေစွတင်နေရတာတော့။မင်းရောက်လာမှသူ့ပုံစံပြောင်းလဲလာတာ။ငါတွေးတာမမဘူးဆိုရင်မင်းကိုစိတ်ဝင်စားနေတာများလား။ကြံကြီးစီရကိုအောင်တဲ့ရဲ့ သူနဲ့ကျွန်တော်ကဝန်းနေမျိုးလို့အကွာကြီးပါဗျ။ဖုန်းဆက်စကားမစိုးခင်မှာသူတို့အနာကိုရှောက်လာတဲ့မိတီကြောင့်စကားစကိုဖြတ်လိုက်ကြတယ်။အဆင်ပြေကြရဲ့လား။ပြေပါတယ်မမလေး။တခုခုခိုင်းစရာရှိလဲပြောတော့။ဝန်းနေပြီးတင်းစရာရှိတာတင်းမို့ခေါ်လိုက်မယ်လေ။အခုတော့ခိုင်းမို့မရှိသေးပါဘူး။ဟုတ်ကဲ့မမလေး။ကျွန်တော်တို့ပြီးတဲ့အထိစောင့်နေပေးပါမယ်။ဖုန်းဆက်တို့လည်းဝန်းနေပွဲပြီးတဲ့အထိစောင့်နေခဲ့တော့ညဆိုင်တိုင်းကြော်တဲ့အခါမှာတော့ ဲ့တွေတွေအားလုံးကုန်သလောက်ဖြစ်သွားခဲ့တယ်။ဘောဇန်တို့လည်းအိမ်ပေါ်တရားမဲ့ပစ္စည်းတွေကိုသိသိပေးနေတဲ့ချိန်အနာကိုဧကရီရောက်လာပြီးတော့ကိုမင်းဝေရှင်ဘာကြောင့်အခုလိုဟန်ဆောင်နေရတာလဲ။မမလေးလူမနေပြီထင်တယ်။ကျွန်တော်ဖုံးဆံပါ။ရှင်လိမ့်နေတာ။ဧကရီကဖုံးဆံရဲ့လက်မောင်းကိုစုတ်ကံပြီးပြောလိုက်တဲ့ချိန်ဧကရီနေမှုနေပြီထင်တယ်။လာလာငါပြန်ပို့ပေးမယ်။ ငါမမိုးပါဘူးမေတီရဲ့ကိုဖိုးဆန်ကားသားထုတ်လာခဲ့တော့အေကရီကိုအိမ်ပြန်ပို့မရမယ်ဖိုးဆန်လည်းမေတီရဲ့စကားကြောင့်ဂိုရောင်နေရနေကားထုတ်လာခဲ့တယ်ဥဟောက်တာကျမအေကရီကိုလှမ်းပို့ပေးလာအောင်မယ်တင်းစရာရှိတာတင်းထားပေးနော်မမေတို့လည်းအေကရီကိုလှမ်းပို့တယ်လို့ပြောထားပေးအောင်အေးအေးဦးလေးပြောလိုက်မယ်ဖိုးဆန်တို့လည်းအေကရီကိုလှမ်းပို့ပြီးပြတ်လာနောက်တော့ရောက်တဲ့အခါမှာတော့ကိုဖိုးဆန်ကကျမကိုဘယ်လိုမျက်လဲ ဗျာမေတီရဲ့စကားကြောင့်ဖုံးစံခင်နာမြစဉ်းစားလိုက်ပြီးတော့မမလေးကထက်မြက်တယ်ရစ်ကြက်တယ်အနေထံလဲတည်ရလို့မြင်နေလေနောက်တော့ရောတခြားမြင်တာတော့မရှိပါဘူးဖုံးစံရဲ့စကားကြောင့်မေတီဟက်ခနဲ့ရီပြီးကျမအစင်တန်းခွဲတယ်လို့ရောမမြင်ဘူးလားအစတော့မြင်မိပါတယ်အထူးသဖြင့်ယောက်ျားလေးတွေပေါ်ဆက်ဆံတာတင်းမာလုံးလဲလို့တော့မြင်မိတယ်ဟုတ်တယ်ရှင်ပြောတာမှန်ပါတယ် ဒါကလည်းငငယ်ကရခဲ့တဲ့စိတ်တင်ရာကြောင့်လို့ပြောရမယ်။မေတ္တရာစကားပြောနေကားမှန်အပြင်ဘက်ကမြင်းငွေတွေကိုငေးကြည့်နေခဲ့တယ်။မမလေးရေဖွင့်စရာရှိကျွန်တော်ပြောလို့ရပါတယ်။ဖုံးစံစကားကြောင့်မေတ္တီတက်ပြင်းတစ်ချက်ချပြီးတော့"ကျမငငယ်ကလေးကအဖေကကျမနဲ့အမေကိုထားပြီးထွက်သွားခဲ့တာအခုထိပဲလေ။အမေကကျမတိတက်ဆအရွယ်ကလေးကအခုလိုအခြေအနေဖြစ်အောင်ရုန်းကန်ခဲ့တာ။ဒါကြောင့်လေယောက်ျားတွေဆိုရင် မမြင်ကျင်လောက်တဲ့အထီကိုစိတ်နာခဲ့တယ်။ကျွန်တော်လည်းမမလေးနေရာမှာဆိုရင်အခုလိုဖြစ်မှာပဲလေ။ဒါပေမဲ့အခုတော့ကျမစိတ်တွေပြောင်းလဲစာပြုတ်နေပါပြီ။အခုလိုဖြစ်နေတဲ့ကိုကိုကိုလည်းအံ့ဩမိတယ်။မေတီရဲ့စကားကြောင့်ဖုံးစံကောင်းမောင်းနေငါလှမ်းကြည့်ကမမလေးကယောက်ျားတယောက်ကိုချစ်ခဲ့ဘူးလား။ဟွန်းဟွန်းအခုချိန်ကြီးဘသူ့အမမချစ်ခဲ့ဘူး။အချစ်ဆိုတဲ့အရာလူတယောက်ကိုပြောင်းလဲပေးနိုင်တယ်လို့ လူတယောက်ကိုလည်းတည်စေနိုင်တယ်။ဖုံးဆိုင်ရဲ့စကားကိုမေတီဘာမှအပြည့်မပြောဘဲညိတ်တက်နေရကကျမအနေနဲ့တစိမ့်ယောက်ျားလေးနဲ့နှစ်ယောက်တူတူကားစီးမှုတာဒါပထမဆုံးပဲ။တခြားလူတွေတဲ့ရှေ့ကိုပို့ပြီးယုံကြည်မိတယ်လို့ပြောရမလားပဲ။မေတီရဲ့စကားကြောင့်ဖုံးဆိုင်ကကားကိုလမ်းမေးထိုးချပြီးကားဆက်ကိုတက်လိုက်ကကိုဖုံးဆိုင်ကားဘာဖြစ်လို့လဲ။ဘာမှတော့မဖြစ်ပါဘူး။ကားဆက်တန်နေဆိုတော့ ကျွန်တော်ရေခေါ်တန်းတွေကိုမမလေးမကြားရမှာစိုးလို့ပါ။ဘုန်းဆောင်ကမေတီရဲ့လက်ကိုစက္ကနဲ့ဆွေးယူပြီးရေမက်ပေါ်ကပ်ပေးလိုက်တယ်။တတော်တော်ခုန်နေတဲ့ရေခေါ်တန်းကမေတီရဲ့လက်ဖြားကနေတဆင့်သွေးကြော်တွေတွေစီကိုစီးဝင်သွားခဲ့တယ်လို့နှစ်ယောက်သားရဲ့အသက်ရှူတန်းတွေကလည်းတဖြည်းဖြည်းမြန်ဆန်လာခဲ့တယ်။ခပ်ပြော့ပြော့ဆွဲဖက်လိုက်တဲ့အထီးတွေ့နဲ့အတူမေတီရဲ့ခန္ဓာကိုယ်လေးကဖုံးစံရဲ့ရင်ငွေနဲ့ကိုအီကင်းနဲ့ပြိုကျလာခဲ့တယ်။အဲ့ဒီချိန် ကောင်းငယ်မှာလင်းထင်နေတဲ့လာချက်ကွေးလေးကတိတ်တောက်တွေရဲ့ဂျားတွေကိုတိုးဝင်သွားခဲ့တယ်လို့ကျေအောင်ဆောင်တွေကလည်းအလင်းဖြော့သွားခဲ့လိမ့်ပြီရှာကြီးတင်ငယ်ငိုကျွေးနေတဲ့မေတီရဲ့ခန္ဓာကိုယ်ကိုဖုံးဆောင်ကအတောပွေ့ဖက်ရင်ကျွန်တော်ကျွန်တော်အမားပါမမလေးအားကျွန်တော်မမလေးကျင်နဲ့အောင်ဘာလုပ်ပေးရမလဲတေဆုလဲတည်ရပါတယ်ရှင်တည်လို့ရောကျမဘွားအရင်ဘွားပြင်ရမှာလဲလားရှို့ကျမတခုပဲမေးမယ် မင်းပါမမလေးရှေ့ကျမကိုချစ်ခဲ့လားမချစ်ပဲနဲ့ကျမဘဝကိုယူခဲ့တာလားကျွန်တော်မမလေးကိုချစ်တယ်ကျွန်တော်ပြောတာရုံပါဒါဆိုရင်အခုအစပြီးပွဲရုံကိစ္စတွေပို့သိအောင်လုပ်ပါနောက်ပြီးတော့ဒီကိစ္စတခြားသူတွေသိလို့ရတော့ကျမကိုကျမတတ်သိလိုက်မယ်စိတ်ချပါမမလေးရေဘယ်သူမှမသိစေရပါဘူးဒါနဲ့မမလေးရောကျွန်တော်ကိုချစ်လို့လားဖုန်းဆက်ရေးစကားကြောင့် မေတီမျက်ရည်စားတွေကိုတုတ်ပြီးမသိဘူးရှစ်မှသာပဲတွေးကြည့်တော့အဲ့လိုပြောပြီးတော့မျက်နှာလှဲသွားခဲ့လေတယ်ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ဖုံးဆောင်ကမေတီရဲ့ကားကိုမောင်းခဲ့ရတဲ့သူဖြစ်လာခဲ့တယ်လို့အလောက်ကိစ္စတွေမှာလည်းအရေးပါတဲ့လူတယောက်ဖြစ်လာခဲ့တယ်တရက်မှာတော့မေတီပွဲရုံမှာထိုင်နေတော့ဖုံးဆောင်မောင်းသွားတဲ့ကုန်းကားကကြောက်စဲမျိုးထပ်မှမှောက်ပြီးကားပေါ်ပါလာတဲ့လူတွေတင်သွားတယ်ဆိုတဲ့သတင်းကြောင့်ကားထုတ်ပြီးအခင်းဖြစ်တဲ့နေရာကိုချက်ချစ်လိုက်သွားမိတယ် စစ်လုံရှားနေတာရဲ့စိုးရိမ်နေတာရဲ့ကြောင့်အဝေးပြေးလမ်းမရောက်တဲ့ချိန်တစ်ဖက်ရင်ကျောကလာတဲ့ကားနဲ့ထိတ်တိုက်တွေ့ပြီးလူရောကားပါလမ်းမကိုထိုးဆင်းသွားခဲ့တယ်။ကားတိုက်တဲ့နေရာကလူပြတ်တဲ့နေရာဖြစ်နေတာကြောင့်အကူကြီးပေးမဲ့သူတွေချက်ချင်းရောက်လာတဲ့အချိန်လက်အိတ်တလုံးလွယ်ထားတဲ့လူတစ်ယောက်ကဒရစ်လေးမြမျောနေတဲ့မြေတီကိုပခုံးပေါ်ထမ်းလို့ကားလမ်းမဘေးမှာရှိတဲ့လမ်းလေးတော့ကိုတိုးဝင်သွားခဲ့ပါတော့တယ်။အဲ့ဒီမိမကတေးသွားလားဆရာ။မတေးဘူးကောင်တည်းက သူ့ကိုမင်းနဲ့ရင်းနှီးတဲ့လူတယောက်ကကဲတင်ပေးခဲ့လို့အရှက်ရောအသက်ပါရှင်သွားခဲ့တယ်လေကျွန်တော်နဲ့တည့်ရဲ့သူ ဟုတ်လားဘယ်သူများလဲဆရာမင်းကိုတိတက်ဆအရွယ်ကလေးကကျွမ်းဝေးခဲ့တဲ့သူလေဥဥတောင်းပြောတာလားဟုတ်တယ်ကောင်းလေသူကဒီလိုဖြစ်မယ်ဆိုတာကြိုသိပြီးစောင့်နေခဲ့တာပြောရရင်တော့မင်းကြောင့်ပေါ့ကွာကျွန်တော်ကြောင့်ဆရာပြောနေတာတခုမှနားမလည်ဘူးဝန်ကျိုစကားကြောင့်အောင်မြတ်တာကပြုံးပြီးတော့ ဲ့ဒီအချိန်မင်းကမေတီဆိုတဲ့ကောင်မလေးရဲ့ဘိုက်ထဲမှာရှိနေခဲ့ပြီမင်းကိုရောမေတီကိုရောကေဖို့တာဝန်ကိုဦးတောင်းကယူထားရတာလေကာတာမျိုးဖြစ်သွားတဲ့မေတီကမင်းရောမမွေးကြီးအထိစိတ်ဖောက်ပြီးယူသလိုဖြစ်နေရကြောင်းလေဦးတောင်းကပဲဆောင်းရှောက်ပြီးခဲ့ရတာဒါဆိုမေတီဆိုတဲ့မင်းမကျွန်တော်ပြီပေါ့ဟုတ်တယ်ကောင်လေးသူ့အနေနဲ့မင်းရောမွေးပြီးတဲ့အချိန်တေးသားပြောင်းလဲပြီးတော့စိတ်အခြေအနေပြန်ကောင်းသွားတာကြောင့်လေ ဦးတောင်းကပဲသူ့နေရာထိပြန်ပြီးလိုက်ပို့ပေးခဲ့ရတာ။ "तू ကကျွန်တော်ဒီတက်ရွယ်တီဘာလို့တခါမှလာမကြည့်ရလဲ။ तू ကကိုဝေရနေတာကိုမသိခဲ့သလိုမင်းကိုမွေးခဲ့တယ်ဆိုတာကိုလည်းမသိခဲ့ဘူး။ကာကျမကဒီလိုဖြစ်အောင်စီမံနေတာကိုဒါဆိုဆိုင်အိတ်ကောင်မောက်ပြီးတင်သွားတဲ့ဖိုးစံဆူတဲ့လူကကျွန်တော်ဖေးလား။ဟုတ်တယ်ကောင်လေး။ဒါပေမဲ့ထူဆန်းတာတကူကကောင်မောက်တဲ့အချိန်မင်းဖေးရဲ့ရုပ်အလောင်းကိုရှာမတွေ့တာပဲ။ ဒါကြောင့်လဲမင်းဖေကတေလားရှင်လားအခုထိမသိရသေးဘူးကျွန်တော်မှမိဘတွေရှိသေးတယ်ဆိုတာသိရလို့အရန်ကိုဝမ်းသာတာပဲဗျာဝမ်းမသာနဲ့ဟောကောက်လေမင်းနေနဲ့လုံးဝမဲ့ကိစ္စရှိသေးတယ်ဘာကိစ္စလဲဗျမင်းအောင်မွေးပေးခဲ့တဲ့မိခင်ဖြစ်သူကျေးဇူးအရေးစားမယ်ဒီကာလတွေမင်းကသူ့သားဆိုတာတခုမှမပြောရအောင်မင်းဘက်ကပြောခဲ့မယ်ဆိုရင်မင်းမေတရားလိုက်မယ်ကျွန်တော်ကဘလို့ကျေးဇူးဆက်ရမှာလဲ မကြခင်အချိန်တည်းမိမိကြီးရဲ့အလုံးမှာတဘာဝတော့ဖြစ်ရတွေဖြစ်လာလိမ့်မယ်။ဒါတွေကိုမင်းကအကူအညီဖြည့်ရှင်းပေးရလိမ့်မယ်။ကျွန်တော်ကဘာမှမမတတ်တာဘလို့ကူညီရမှာလဲ။ဒီကိစ္စကိုမင်းမဖို့နဲ့ငါတို့ဘက်ကမင်းကိုကူညီပေးပါမယ်။အဲ့ဒီကာလအတွင်းမင်းကသူ့ရဲ့သွေးသားမှန်သိအောင်တဘာဝတရားကြီးကဆောင်ရွက်ပေးလိမ့်မယ်လို့ပြောလိုက်တော့ကျုပ်ဖြစ်အမေကိုအရက်တွေ့ချင်နေပြီဗျာ။မွန်းညိုရဲ့စကားတန်ကခပ်ဖြုတ်ဖြုတ်ထပ်ပေါ်လာခဲ့တယ်။ မွန်းညိုအနေနဲ့မိခင်ဖြစ်သူရဲ့ပွဲရုံမှာအလုံးလုံးရင်ကြုံတွေ့လာရတဲ့တဘာဝလိုဖြစ်ရက်တွေကိုဘယ်လိုကုညီပေးမလဲမေတီဆိုတဲ့အမျိုးသမီးကရောမွန်းညိုကို သူ့သားမသိနိုင်ပါမလားအောင်မြတ်တာတို့ကရောဘယ်လိုပုံစံနဲ့ဝင်ရအဖြစ်ပေးမလဲဆိုတော့ကိုတော့အောင်မြတ်တာနဲ့ဆက်ဆက်တဲ့မှာညီသွားတဲ့ဆိုတဲ့ဝိထုလေးမှာပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်နော်အချိန်ပြည့်ပြီးနားဆင်အားပေးကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလို့ စာရေးဆရာဇေယနာရမညောက်လေကျေးဇူးအထူးပဲတင်ရှိပါရရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကန့်ကောက်ခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်